အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အမျိုးသမီးတွေအတွက်ဟော်မုန်းတွေညှို့ညွှတ်မြတ်အောင်ဘာတွေလုပ်တယ်လဲဘလို့အချက်တွေကိုလိုက်နိုင်ရမလဲဟော်မုန်းနဲ့ပတ်သက်တဲ့တည်ရင်တည်တိုက်တဲ့ဗဟုသုတတွေကိုမျှဝေပေးသွားပါမယ်ရှင်အမျိုးသမီးတွေအတွက်ဟော်မုန်းတွေညှို့ညွှတ်မြတ်ဖို့အင်မတန်အရေးကြီးပါတယ်ဟော်မုန်းမညီမျှမှုကကျမတို့အမျိုးသမီးတွေရဲ့စိတ်ခံစားမှု၊ကျန်းမာရေး၊အလားအပါနဲ့နေ့စဉ်ဘဝအထိတည်ရောက်မှုရှိနိုင်ပါတယ်။ အခုပထမဆုံးဟော်မုန်းဆိုတာပါလေဟော်မုန်းဆိုတာကျမတို့ခန္ဓာကိုယ်ရဲ့ကထုတ်လုပ်တဲ့ဓာတုပစ္စည်းတွေဖြစ်ပြီးတော့ဟော်မုန်းတွေက ကျမတို့ရဲ့စိတ်ခံစားမှုဇီဝကံမဖြစ်စဉ်အိပ်စက်မှု မျိုးပွားမှု ကြီးထွားမှုဓာတွေကို ထိန်းချုပ်ပေးပါတယ်အမျိုးသမီးတွေမှာအဓိကထိန်းချုပ်ပေးတဲ့ဟော်မုန်းတွေကတော့အစ်စတိုဂျင်ပရိုဂျက်စတီရောအလိရှ်အက်ဖ်ဆေ့ချ်ကော်တီဆိုနဲ့တာရက်ဟော်မုန်းတွေပဲဖြစ်ပါတယ် ဟော်မုန်းတွေမညီမျှရင်ဘာတွေဖြစ်လာနိုင်သလဲဟော်မုန်းတွေမညီမျှရင်ယာတိမမှန်တာယာတိများတာယာတိထိန်သွားတာသတိမအောင်တာခလေးမရတာလိမ့်စိတ်ကုန်ခန်းတာရုတ်တရက်ခန္ဓာကိုယ်ကပူလိုက်အေးလိုက်ဖြစ်တာညာဘက်မှာချွေးထွက်များတာစိတ်ဖိစီးမှုများတယ်စိတ်လှုပ်ရှားလွယ်တာ စိတ်သက်တက်လဲကြလွယ်ဖြစ်တာယုတ်တည်းရဲ့ဒေါသထွက်တဲ့ငိုလိုက်ရီလိုက်အဲ့လိုစိတ်ခံစားမှုအတက်အကျတွေဖြစ်တာအာယုံဆူဆိုင်ရခတ်တာတွေမှန်ဉဏ်ပြဿနာတွေအိမ်မပြောတာကိုယ်အလေးချိန်တက်တာနောက်တစ်ခုကတော့တစ်ချိန်လုံးအကြောင်းပြချက်မရှိ မောပန်းနွမ်းနေနေတာဝက်ချံနေအလွန်မင်းထွက်တာ မျက်နှာရင်ပတ်နောက်ကျောဒီနေရာတွေမှာဝက်ချံတွေထွက်တာအရေပြားတွေခြောက်သွေးတာသပင်တွေအလွန်မင်းကျွတ်တာ အစီပြန်တာဒီလိုမျိုးတွေခံစားရနိုင်ပါတယ် ယခုဖော်ပြခဲ့တဲ့လက္ခဏာတွေဖြစ်ပြီးဆိုရင်တော့ဆရာဝန်နဲ့ပြပြီးတိုင်ပင်ဆွေးနွေးတာကတော့အကောင်းဆုံးဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့ဟော်မုန်းတွေညီညွတ်မျှတဖို့အတွက်ကိုယ့်ဘက်ကလိုက်နာရမယ့်အချက်လေးတွေကိုလည်းမျှဝေပေးသွားပါမယ်။နံပါတ်၁ကတော့အစာအသောက်ကိုမျှတအောင်စားသုံးရပါမယ်။ကျမတို့စားတဲ့အစာအစာတွေကဟော်မုန်းထုတ်လွှတ်မှုကိုဓာတ်ရိုက်တက်ရောက်မှုရှိပါတယ်။ဒါကြောင့်အသည့်အနံတွေဟင်းသီးဟင်းရွက်တွေပရိုတင်းလို့ခေါ်တဲ့အသားဓာတ်တွေဒါတွေကိုမျှတအောင်စားသင့်ပါတယ်။ ပရိုတင်းအသားဓာတ်လို့ပြောတဲ့နေရာမှာငါးတို့ချက်ဥတို့ပဲအမျိုးမျိုးဥပမာပဲပုတ်ဒါတွေကကျန်းမာရေးနဲ့ညီညွတ်တဲ့အသားဓာတ်တွေဖြစ်ပါတယ်။ဒါအပြင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတွေဖြစ်တဲ့ထော့ဖက်သီး၊အုံးစီ၊တန်လွင်စီဒါတွေကို စားပေးသင့်ပါတယ်။တကြားနယ်ပြုပြင်ထားတဲ့အစားအစာတွေကိုရှော့စားပါ။တကြားများတဲ့ချိုရည်တွေ၊မုန့်တွေဒါတွေကအစ်စတိုဂျင် level ကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ။နောက်တစ်ခုကတော့ omega 3 fatty acid ကို ဖြည့်တင်းပေးပါ။ငါးကြီးစီစားပါ။အစီပါတဲ့ငါးအခွန်မာသည့်အဆိပ်အဆန်လေးဓာတ်တွေမှာပါတဲ့ omega 3ကဟော်မုန်းမြတ်တမှုကိုအထောက်အကူပြုပါတယ်။နံပါတ်2ကတော့ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာကဟော်မုန်းတွေထိန်းချိပေးရမှာအလွန်အရေးကြီးပါတယ်။အထူးသဖြင့် stress hormone စိတ်ဖိစီးတဲ့အခါမှာထွက်တဲ့ cortisol နဲ့ insulin လို့ခေါ်တဲ့သွေးကြိုကိုထိန်းချိပေးတဲ့ဟော်မုန်းတွေကို လေ့ကျင့်ခန်းလုပ်တာဟာမျှတအောင်ထိမ့်ညှိပေးနိုင်စွမ်းရှိပါတယ်။မိမိကြိုက်နှစ်သက်တာလမ်းလျှောက်တာယောဂကျင့်တာပြေးတာအလေးမာတာဒါတွေကိုတစ်ပတ်မှာ3ရက်ကနေ9ရက်တစ်ရက်ကို15မိနစ်ကနေမိနစ်30လောက်ထိပြုလုပ်ပေးတယ်ပါတယ်။နံပါတ်3ကတော့အိပ်စက်မှုကိုဦးစားပေးပါ အရေးမဝရင် stress hormone cortisol နဲ့ melatonin လို့ခေါ်တဲ့အိပ်ပျော်စေတဲ့ hormone တွေကိုထိခိုက်စေနိုင်ပါတယ်။တညကို9နာရီကနေ6နာရီကြားအိပ်ဆက်ပါအိပ်ရာဝင်ချိန်နဲ့နှိုးချိန်ကိုပုံမှန်ထားသင့်ပါတယ်။အိပ်ရာမဝင်ခင် ဖုန်းကြည့်တာကိုရှော့ချပါဖုံးကထွက်တဲ့ blue light လို့ခေါ်တဲ့အပြာရောင်အလင်းတန်းက melatonin ထုတ်လွှတ်မှုကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။နံပါတ်၄ကတော့စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ။စိတ်ဖိစီးမှုက stress hormone cortisol ကိုမြင့်တက်စေနိုင်ပြီးတော့တခြား hormone တွေကိုလည်း ်မညီမမျှဖြစ်စေနိုင်ပါတယ်။တရားထိုင်တာအသက်ရှူလက်ချင်ခံလုပ်တာကိုယ်ဝန္ဒနာပါတဲ့တစ်ပင်ဆိုင်တာတခြင်းနားထောင်တာပန်းချန်ထဲမှာလမ်းသွားလျှောက်တာဒါတွေကစိတ်ဖိစီးမှုကိုရောကြစေနိုင်ပါတယ်။နံပါတ်5ကတော့ဟော်မုန်းနဲ့ပတ်သက်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်တာပါအထက်ကပြောခဲ့တဲ့လက္ခဏာတွေဖြစ်တဲ့ဆိုရင် ဒါဟိုမုံမညင်မြမှုကိုတည်ရဖို့အတွက်ဆရာဝန်နဲ့ပြသပြီးတော့သွေးစစ်တာမျိုးတွေပြုလုပ်သင်ပါတယ်။ဒါကသင့်ရဲ့ဟိုမုံတွေရဲ့အခြေအနေကိုသိရှိဖို့အထောက်အကူဖြစ်စေပါတယ်။ဒါအပြင်အာဟာရချို့တက်မှုကိုစစ်ဆေးသင်ပါတယ်။ဗိုက်တာမင် D, မဂနီဆီယမ်နဲ့တန်တက်ချို့တက်မှုတွေကလည်းဟိုမုံမညင်မြမှုကိုဖြစ်စေနိုင်ပါတယ်။တစ်နှစ်တစ်ခါဆရာဝန်နဲ့ဟိုမုံစစ်ဆေးမှုတွေပြုလုပ်တာကတော့အကောင်းဆုံးဖြစ်ပြီးတော့ဟိုမုံဆိုင်ရာပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ ယခုဖော်ပြခဲ့တာတွေကတော့အမျိုးသမီးတွေဟော်မုန်းကျန်းမာရေးနဲ့ပတ်သက်ပြီးတော့သိရှိသင့်တဲ့ဗဟုသုတတွေကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။အကျိုးရှိတဲ့ဆိုရင်ဒီ channel ကို subscribe လုပ်ခဲ့ပေးပါအောင်ရှင်။အားလုံးပဲကိုကျန်းမာစိတ်ချမ်းသာ အသက်ရှင်ကြပါစေရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။